ရွှေပြည်သားလူသက်မှုနဲ့ပတ်သက်ပြီးတော့ပြောချင်လို့ပေါ့နော်အောက်လေးကိုရေစင်းချိုးတာတောင်မှလုံခြုံမှုမရှိတော့ဘူးဆိုတော့နော်တွက်ကြည့်လိုက်ပါမိန်းကလေးတယောက်အနေနဲ့လုံခြုံမှုမရှိဘူးနော်ဒီလိုမရင်းချင်ပြီးတော့တက်ဖြတ်ခံရတော့ဘလောက်တနာဖို့ကောင်းလဲသူ့ရဲ့မိဘတွေရောဘလောက်တောင်ရေချိုးလိမ့်မယ်ပြီးတော့ဂျပန်သွားကန်နေနေပြီးတဲ့ကောင်မှောင်နေဆိုလားရေချိုးတဲ့နေရာလေအဲ့ဒါကိုအဲ့ဒီကောင်မလေးနေရာကိုဆေးသမားတွေကနေပြီးတော့ သိသွားတဲ့အလောင်းယူခီးဆောင်အကြီးတွေကိုထက်အဲ့လိုဘေးတွဲကြီးငါပြီးတော့မာကြီးတို့ပြက်ကွက်မှာလော်ကားဘူးတာဆိုတာရှိတယ်အဲ့ဒီဘူးတာမှာအမိုက်ပုံကြီးရှိရှိတဲ့စီကိုလာဆုံးပြသွားတယ်တဲ့ဘေးသားမမေးတယ်တဲ့အနံ့ထွက်လို့ဘာလို့ဗာလဲဘာတွေလဲလို့မေးတယ်တဲ့ဘုရင်စီဝါအများကြီးတဲ့မှာမှာအေးကြောက်စရာကောင်းတယ်မွေးစီပါတမျိုးအချောင်းကိုကျွန်တော်ပြန်ပြီးတော့ညှပေးပါမယ်မမင်လာမြေ EMK YouTube channel ကိုလိုက်ပါရရင်ဒီစက်ပင်ရေးဖိုင်လေး line မှာတော်လေးမှာနာမည်ကြီးနေဒီရှိပီတာကအသက်21နှစ်အရွယ်မင်းကလေးပေါ့နော်ဒီဂျပန်သွားဖို့ဒီအဆောင်ခါနေရာကနေ အပေါ်ကနေရေးစင်းချိုးရင်လည်းဒီအောက်ကနေပြီးတော့အမျိုးသား၃ဦးကသူ့ကိုအရမ်းမှပြုတ်ချင်းပြီးတော့ပေါ့နော်ပိုင်းတော့မဖြတ်ပြီးတော့လော်ကိုင်းအုပ်ဘက်မှာလာပြီးဆွန့်ပစ်ထားတယ်ဒီနေ့မှတော့ဒီသတင်းအသေးစိတ်ကိုတင်ဆက်ပြသပေးမှာမဟုတ်ကျွန်တော်ပြန်လေးဆွန့်တဲ့လေးလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ပြန်လေးဆက်လိုက်အောင် ွေပြည်သားလူသက်မှုနဲ့ပတ်သက်ပြီးတော့ပြောချင်လို့ပေါ့နော်ဒီအဆောင်မှနေပြီးတော့အောက်လေးကိုရေစင်းချိုးရတာမှလုံခြုံမှုမရှိတော့ဆိုတော့နော်တွက်ကြည့်လိုက်ပါနော်အောက်လေးမှာပူလို့အဲ့လိုရေစင်းချိုးရတာ main ကလေးတယောက်နေနဲ့လုံခြုံမှုမရှိဘူးနော်ဒီလိုမရင်းချင်းပြီးတော့တတ်ဖြတ်ခံရတဲ့ဘလောက်တနာဖို့ကောင်းလဲဟမ်သူ့ရဲ့မိဘတွေရောဘလောက်တောင်ရင်ချိုးလိမ့်မယ်ပြီးတော့ဂျပန်သွားတဲ့နေနေပြီးတဲ့ကောင်မလေးကဘလောက်နှမျောဖို့ကောင်းလဲ အမတယောက်ပြောထားဆိုလို့ရှိရင်ဒီကောင်မလေးဂျပန်သွားဖို့အတွက်ကိုမိဘတွေကပတ်စံချင်းငားပြီးတော့ဟိုလောက်ပေးထားတာဆိုတော့ဒီအကျွေးတွေဘသူကဆက်မလဲဘလောက်ထိကိုစိတ်ထိခိုက်ရမလဲစဉ်းစားကြည့်ရင်တွင်းနေတော့မှပဲလေဒီအကောင့်လေးကိုဒေါသထွက်တာတကယ်စိတ်ကထိမ့်မြအောင်အဲ့ဒီဒင်းကိုညာမှဖြူကတွေ့တာပေါ့နော်တွေ့တွေ့ချင်းလေးစိတ်ထဲမှာလုံးဝမနေနိုင်ဘူးပြောချင်တာအရန်အသေးတွေရအဲ့လိုကောင်းမျိုးတွေကိုလေတေတံချရမှာတိလားတေတံချရမှာနော် လူစိတ်မရှိတဲ့အကောင်နဲ့မလိန်ချင်းနဲ့အပြင်အပိုင်းပိုင်းခုတ်ထစ်ပြီးတော့တတ်တယ်ဆိုတော့ဘလောက်တောင်ဒေါသထွက်ဖို့ကောင်းလဲစဉ်းစားကြည့်ဟမ်အရန်အသားတွေတုံပြီးတော့ဒေါသအရန်ထွက်တယ်မာကြီးတို့ ရှင်းပြသားပါမနေ့ကဖြစ်သွားတာမိုင်းပြပြမယ်နော်မိန်းကလေးတွေအကျမ်းဖက်ခံနေရတယ်မိမျိုးစုံနဲ့လို့မိုင်းခဏခဏပြောတယ်နော်အခုလည်းလောလောဆယ်ခုမိုင်းသိထားရတဲ့သတင်းကကြာတော့ကွာနေကနေပြီးတော့တက်လာတာအညာဘက်ကမိန်းကလေးဂျပန်သွားမလို့ဆိုပြီးတော့ဒီရှင်းပြသားရုပ်ရှင်ရုံးရဲ့ရှိတဲ့ရက်ကွက်ကဒါရှစ်ရက်ကွက်ပဲအဲ့ဒီရှစ်ရက်ကွက်မှာအဆောက်မှာတငငချင်းနဲ့နှစ်ယောက်နေပြီးတော့ဟိုနိုင်ငံသားသွားမဲ့ကိစ္စလိုအပ်တာလေးတွေသူတို့ဖြစ်စည်းနေမှာပေါ့ကွာတလားအဲ့ဒါညာဘက်ကျတော့ပူလို့ဆိုပြီးတော့အောက်မှာရေဆင်းချိုးတယ်တဲ့သူ့ရဲ့အဆောင်ကလည်းဟိုနေ မှောင်နေဆိုလားရေချိုးတဲ့နေရာလေအဲ့ဒါကိုအဲ့ဒီကောင်မလေးနေရာကိုအဲ့ဒီဆေးသမားတွေကနေပြီးတော့လုတ်သွားတော့ကွာလို့သူတို့ဖမ်းဆီးသွားမှာပေါ့ဟိုတယောက်ကတော့လွတ်သွားတယ်ဆေးရုံမှာအခုအဲ့ဒီတယောက်ကကြာတော့မလွတ်ဘူးသူများတို့ဂျပန်သွားကြပါသူတို့လုတ်နေကြတာမလွတ်ဘဲနဲ့ဘယ်လိုလုတ်လဲဆိုတော့ကောင်မလေးကိုမဒိမ့်မဲကျင်ပလိုက်လားပစ္စည်းတွေပဲလုတ်သွားသလားတော့မသိဘူးအကောင်မလေးရဲ့ဟို သိသွားတဲ့အလောင်းယူခီးဆောင်အကြီးတွေကိုထက်အဲ့ခီးဆောင်အကြီးကိုတခါအဲ့ကြီးတွေနဲ့ပြန်ထက်အထက်ပြီးတော့ဘေးတွဲကြီးငါးပြီးတော့မာကြီးတို့ပြက်ကွက်မှာလောကဘုရားဆိုတာရှိတယ်အဲ့ဘုရားမှာအမိုက်ပုံကြီးရှိတယ်ပြီးတော့နေကာလီမန်မေတော်ကျောင်းလည်းရှိတယ်အဲ့အရိနာကမှအမိုက်ပုံရှိတဲ့စီကိုလာဆွန့်ပြစ်သွားတယ်တဲ့ဆွန့်ပြစ်သွားတော့ပြောင်းလဲကြတာတော့ဘောနော်သတင်းကတော့တိတ်တော့ ဟိုတိုင်းမှာတော့အဲ့လိုမျိုးမတက်လာသေးဘူးသူလည်းဘေးသားမမေးတယ်တဲ့အနန်ထွက်လို့ဘာလို့ဘာလဲဘာတွေလဲလို့မေးတယ်တဲ့အနန်တော့တော့မဟုတ်ဘူးမတင်ကားလို့ပေါ့ငါးပတိလို့သူကအဲ့လိုပြောတယ်တဲ့အဲ့တော့တော့တော့ကအပိုက်ပုံတော့ရတော့ဘေးသားမမတင်ကားတော့ထပ်မေးတော့မင်းမမပါသွားချင်းတိတ်တိတ်နေလို့ပြောတယ်တဲ့အဲ့အဲ့ဒါလည်းဘေးသားမကလည်းကြောက်တော့ထားခဲ့ပြီးပြန်ပြေးသွားသူလည်းအိတ်မရဘူးလေသူကလည်းညကျမနေ့ကတော့ရေစခန်းသွားတိုင်တယ်တဲ့အဲ့ဒါနဲ့အခုမနေ့ကတော့မနေ့ပိုင်းမှာဟိုလေ အတန်ကြာရတာပေါ့နော်မနေ့ကကျတော့ဗနေ့လည်း73ရက်နော်73ရက်ဆို12ရက်နေ့ည9နာရီလောက်ကအဲ့ဒီအတုပါဟိုလာတဲ့ဝါတယ်အဲ့ဒါမုတ်တုကြီးကြီးတဲ့ခင်းဆောင်အကြီးကျမားတဲ့ကြီးစားဂျပန်သွားမလို့မိဘတွေရတာတော့ချီငါပေါင်းနှံပြီးတော့ ခလုတ်ထားပြီးတော့ကူသွားတော့မှာတဲ့သူကလေဆိုရင်သွားပြီဘဝပြက်ပြီလို့နော်ဟိုချင်းငါထားတဲ့လူတွေကလည်းအတုံးမယူဘူးဟာလာရင်းလေးပဲပြန်ဆက်ပြန်ဆက်ဆိုရင်တော့မဆိုးပါဘူးပေါ့နော်အခုသမီးကလည်းဆုံးရှုံးသွားပြီးအကျွေးတွေကလည်းဟိုမှာတင်နေရပြီဆိုရင်တော့သွားပြီနော်လူတွေကနီးမျိုးစုံနဲ့တင်နေကြတာနော်နော်တော့လုံးတစ်နေ့မကွေးဘက်မှာမိုးရွာလို့တဲတဲလေးတွေဝင်ထိုင်နေကြတာအဲ့မှာမိုးကျပြသွားပြီဆိုတာဒီကောင်ကတော့တချို့တော့တချို့တော့တွေသွားတယ်အကုန်လုံးမသိဘူး နီးမျိုးစုံနဲ့တည်နေကြတာလို့နော်ကံငါးပါးကိုလည်းလုံကြုံအောင်ထင်ကြပါလို့နော်အဲသတ္တနကုံလည်းမမေ့နဲ့မိဘတွေကိုလည်းမမေ့နဲ့ဟဲ့လားအမေစားပါအောင်ဖေးစားပါအောင်ဟဲ့လားအမေအဖေမကြိုးကျင်တော့မှလည်းဖုံးဆက်ဟဲ့လားသတိမေးနော်အမေတို့နေကောင်းကြလားထိုင်ကောင်းကြလားဘာလားညာမိဘဆိုတာလေပပယာနေတာပဲသာသမီအတန်ကိုကြားနေရပြီဆိုလို့ရှိရင်ပြောနေတာပဲနော်မကြွေကြွေကြွေပေါ့နော်အေးအဲ့ဒါမကြီးပြောချင်တာမိန်းကလေးတွေသတိနဲ့နေကြလို့ဘူးမှမယုံမိတ်ဆွေများလုံးမင်္ဂလာညချမ်းပါ မိုးရေစေဝါအများကြီးတဲမှာမှအဲ့ကြောက်စရာကောင်းတဲ့မွေးစီဝါတမျိုးအကြောင်းကိုကျွန်တော်ပြန်ပြီးတော့ညှပ်ပေးပါမယ်။ကျွန်တော်တော့ကလင်းတဲ့လူငယ်ပုံပြတဲ့တခုအတွက်ဂူရုတတဲ့ညှပ်ပေးနေတဲ့အဲ့ချောင်းပဲဖြစ်ပါတယ်။အဲ့တော့မွေးစီဝါအများကြီးတဲ့မှာမှဒီမွေးစီဝါကဘာကြောက်ကြောက်ဖို့ကောင်းတာလဲဆိုလို့ရှိရင်လူတယောက်ကိုဖြစ်စီရောမယ်။လူတယောက်ကိုလူသူလိုပုံသွင်းတော့မယ်ဆိုလို့ရှိရင်လူရုပ်မှာတော်တော်များများကဒီဆေးကိုအသုံးမြုလိရှိကြပါတယ်။ဒီတော့အဲ့ဒီဆေးရဲ့နာမည်ကတော့ Rohit Noh လို့ခေါ်ပါတယ်။ ူတယောက်ကိုဖြစ်စီမယ်လူတယောက်ကိုလိုသလိုပုံသွင်းမယ်ဆိုလို့ရှိရင်ဒီ rohypno ဆိုလေဆေးကို तू တောက်တဲ့ရက်ခွက်မှာပဲဖြစ်ဖြစ် तू တောက်တဲ့ရေခွက်မှာပဲဖြစ်ဖြစ် तू စားတဲ့အစားအစာနဲ့ရောနှောပြီးတော့တိုက်ကျွတ်လိုက်မယ်ဆိုလို့ရှိရင်ကောင်းမူဝေတာအိတ်ငိုက်တာအိတ်ဆေးတာနောက်အသိစိတ်ပျောက်သွားတာနောက်တစ်ခုကမှတ်ညာနေပျောက်တာနောက်တစ်ခုကဦးနှောက်တွေရှုပ်ထွေးသွားတာဒီလိုမျိုးတွေခံစားရပါတယ်နောက်ပင်ပန်းနုံးနေတယ်လို့ခံစားရပါတယ်ဒီလိုမျိုးတွေအတိတ်မေ့တယ်လို့ဦးနှောက်ပျက်စီးတယ်လို့ အဲ့ချင်းတို့လို့မူးဝဲတို့လို့ဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်မကောင်းကြတဲ့လူကကိုယ်လိုတို့ပုံသွင်းပြီးတော့သူလှုပ်ချင်တယ်လို့လှုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးမဖြစ်အောင်ဘယ်လိုသတိနဲ့ရှောင်ကြဉ်ရမလဲဆိုလို့ရှိရင် GTV တို့ဘားတို့ကလပ်တွေတွားလို့ရှိရင်လည်းပဲကိုတောက်တဲ့အရက်ခွက်ကိုတောက်တဲ့ရီကိုတောက်ကိုစားတဲ့အစားအစာမှာသတိရှိရှိနဲ့စားတော့ဖို့လွမ်းပါတယ်နောက်တစ်ခုက GTV ဘားကလပ်မှမဟုတ်ဘူးတခြားဘယ်နေရာပဲတွားတော့ကိုတောက်တဲ့ရီဘူးကိုတောက်တဲ့ကိုစားတဲ့အစားအစာ ကိုတောက်တဲ့အရက်ဘာညာအကုန်လုံးအချိုးကြီးစသဖြင့်အရာရောက်ကိုသတိနဲ့စင်ကြင်မလို့စားသုံးဖို့လိုအပ်ပါတယ်ဒီလိုကလည်းမိဆွေတို့အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ဝီဒီယိုမှာဆက်ဆုံးဖြတ်ကြပါမယ်ဒါနဲ့စကားမဆက်အခုတလောဝေဝင်ကျမ်းနေဆိုတဲ့ application လေးနာမည်ကြီးနေပါတယ်အဲ့ဒီ application နာမည်ကတော့ Wellfull ပဲဖြစ်ပါတယ်မိဆွေတို့စမ်းကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ video ရဲ့အောက်မှာ comment မှာ link လေးချပေးထားပါမယ်အဲ့ဒါကနေ download ဆေးပြီးတော့မိဆွေတို့စမ်းသုံးကြည့်လို့ရပါတယ်အဲဒီနေ့ကချင်း၆တာရင်းနဲ့ပတ်သက်ပြီးတော့ ပြဆွဲလို့ရလားဆိုရတာရဲ့ပြီးရင်အဲ့ချင်းကြောက်နေတဲ့သူတွေကိုအေးအေးဆောင်ရတဲ့အခါထောင်ဘလောက်ထိကြနိုင်လဲထောင်ဘလောက်ထိချလို့ရမလဲဆိုတဲ့အကြောင်းတွေပေါ့နော်အဲ့လေးတွေကိုကျွန်တော်မျှဝေပေးမှာဖြစ်တယ်ဆိုတော့ပထမဆုံးချက်တစုံတယောက်ကနေပြီးတော့ကိုယ်လာပြီးချင်းကြောက်တယ်အဲ့ချင်းကြောက်တဲ့လူကိုတရားဆွဲလို့ရလားဆိုတော့တရားဆွဲလို့ရပါတယ်နော်ရာဇကြီးပုံမှန်906မှာပြဋ္ဌာန်းထားသည့်ရာဇမကင်းသော6လက်မှုကို တူတယောက်ကကျူးလွန်မယ်ဆိုလို့ရှင်အဲ့ဒီလူကိုထောင်နဲ့နှစ်နှစ်ထိထောင်နဲ့တစ်မျိုးမျိုးဖြစ်စီငွေနဲ့ဖြစ်စီတဏျေလုံးဖြစ်စီချမှတ်နိုင်တယ်လို့ရဇတ်ကြီးမှာဖော်ပြထားပါတယ်ဆိုတော့ကြတော့ကျွန်တော်တို့ကအေးအေးယူဆောင်ရွက်လို့ရတယ်တရားစွဲလို့ရပါတယ်ဒါပထမဦးဆုံးအချက်ပေါ့နော်ရဇတ်ကြီးပုံမှန်906မှာဆိုလို့ရှင်ကျွန်တော်တို့အပိုင်းကနှစ်ပိုင်းလေးလေ့လာလို့ရတယ်ဒုတိယတစ်ပိုင်းကကြဘလို့ဖြစ်လို့ဆိုတော့အဲကိုယ်တည်စီမယ်မင်းတတ်ပြစ်မယ် အဲ့လိုမျိုးချိန်ချောက်မယ်ဆိုလို့ရှိရင်တော့9နှစ်ထိထောင်နှံချမှတ်လို့ရသလိုငွေရန်ဖြစ်စေဒဏ်ရီလုံးဖြစ်စေချမှတ်နိုင်တယ်နောက်တစ်ချက်ရှိသေးတယ်နောက်တစ်ချက်ကကြတော့အပြင်းထန်နာကျင်စေမယ်ဆိုလို့ရှိရင် ဖြစ်စေနောက်တစ်ခုကအဲပစ္စည်းကိုပေါ့နော်မီးနဲ့ပျက်စီးအောင်ပြုတ်လို့မယ်လို့ချင်းချောက်တယ်ပဲဖြစ်စေဟိုမှာပစ္စည်းကိုမီးနဲ့ပျက်စီးအောင်ဆိုတာအေးမင်းငါ့ကိုဘယ်လိုလိုပြောတာငါမင်းကိုမီးချို့မှာနော် အေးအဲ့ဒါအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က9နှစ်ထိထောက်လန်းတမျိုးမျိုးဖြစ်စေငွေရန်ဖြစ်စေဒဏ္ဍာရီလုံးဖြစ်စေချမှတ်နိုင်တယ်လို့ရဇတ်ကြီးမှာ ပြဋ္ဌာန်းထားပါတယ်။နောက်တစ်ချက်နောက်ဆုံးအချက်ကထူးခြားတဲ့အချက်လေးပေါ့နော်။မိန်းကလေးတယောက်မိန်းကလေးတယောက်ကိုကာမဖောက်ပြန်နေပါတယ်ဆိုပြီးဆွဆွဲမယ်လို့ချင်းချောက်မယ်ဆိုလို့ရှိရင်လည်းဒါကဒါချင်းချောက်မှုမြောက်ပါတယ်ရာဇဝမကင်းသော၆၆လမ်းမှုဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့အေးအေးယူဆောင်ရွက်လို့ရပါတယ်ဆိုတဲ့အကြောင်းပြောပြရင်ဒီကုန်းချုပ်ပါတယ်ဗျာ ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ပြပိုင်းဒီလောက်ပါပဲဒီခွန်လေးကအခုတလောက်လိုင်းမတော်လေးမှနာမည်ကြီးပဲ review man ရဲ့ဒီအကြောင်းလည်းပတ်သက်ပြီးတော့ဒီကျွန်တော်ရဲ့မျိုးတွေကိုပြတ်သက်တိဆက်ပြီးတော့ရဲ့ဒီခွန်လေးတွေပဲဖြစ်ပါတယ်ဒီခွန်လေးပတ်သက်ပြီးတော့ကျွန်တော်ရဲ့မျိုးလည်းဘူရတင်ကန်းစားတခုရရှိလိမ့်မယ်လည်းမြင်လည်းပါတယ်ဒီခွန်လေးပတ်သက်ပြီးတော့မျိုးရဲ့ထင်မြင်ဆက်ချက်နဲ့အတွေ့အကြုံတွေကိုလည်းကျွန်တော် comment မှာ message ပေးကြလို့ရတယ်ကျွန်တော် channel နဲ့ဘူရရသက်အကြောင်းနဲ့သတင်းအသစ်တွေကိုအများကြီးတိဆက်ပေးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ပေးရ notification bell ကိုပါနှိပ်ကဲပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အပိတ်ကြည့်ရှုတူတဲ့ချင်းနဲ့ကြည့်စီမိုက်တင်ပါတယ်နောက်ထပ်ပြီးတော့ပြန်ဆက်ကြမယ်တရား